ဝီခင်းနေ့စဉ်မှတ်တမ်းစာအုပ်တွင် ခဲရန်၏အမှတ်အသားတွေလှုပ်သွားရလေသည်ဒီနေ့ကအမှတ်ထင်ထင်နေ့ထိုနေ့အရေးကြီးသည်အနှီနေ့မမေ့နိုင်တဲ့နေ့စသည်စသည်များထိုနေ့တနေ့ကဈေးကိုဖြတ်တိုင်းရာဈေးဆိုင်တိုင်းဆိုင်ဆိုင်တိုင်းမှာလူတွေကဝီခင်းတို့အုပ်စုတွေကိုအထူးတဆန်ကြည့်နေကြသည်အိန္ဒိယရှေ့ရောက်လျင်နှစ်ကြီးသမားတွေပြောထားချက်အရဇမင်ဖားလျားချတဲ့အသားအရေစုစုပြည်ပြည် ရွှေရီချောမောကကိုလုံးတောင်းတောင်းနဲ့အသက်25နှစ်ကတည်းကခံအမေးမပြူလမ်းမေးတွင်ရက်ကြည့်နေရသူငေးမောကြည့်နေပြီးချီးပေကစတင်၍ဟေးအဲ့ဒါတင်ကြီးထင်လေဂျူတို့ကိုလက်တို့လိုက်လေသည်ဂျူတို့ကလည်းပြန်အောင်ငေးကြည့်မိရာတင်ကြီးကမျက်နှာထားချူချူပြုံးလျက်ဂျူတို့အားမောင်လေးတို့လာရပြန်ပြီလားဟုတ်ကဲ့ဟုဂျူတို့ကအယောင်ယောင်အမားမားဖြေသည်ဘဲဦးကသူ့ကောင်လက်ညှိုးထိုးပြပြီးလက်ဝါးကိုရမ်းခါပြနေသည်အုံနာမကောင်းဘူးဟုတော့အတိတ်ပဲပင်သည် ချီပေကဆုတ်သက်စေစေပတိယဟေးလှရနော်တနာစရာတနာရင်ကဲလိုက်ပေါ့ဘဲဦးကပြောစေချီပေကတင်ကြီးတင်ကြီးမောင်ရဲ့တင်ကြီးဟူကြီးနေသည်တင်ကြီးဆိုသူလေးကတော့ကျတို့နောက်တူလမ်းပေးမှ နေလိုက်လာပြီးမောင်လေးမောင်လေးနာမည်ဘယ်သူလဲယတန်းတန်းမင်းနေတော့သည်ချီပေကရေလျက်ဂျူရိုတော့စနေတော့ချီရင်းနဲ့ကြပြီဟုချိုးချိုးနေနေနောက်ပြောင်နေလိုက်သေးသည် ို့နောက်တင်ကြီးအားဒီလိုလိုက်ကိုတပိုင်းပိုင်ကင်လာတော့စိတ်ပတိအားဟဲ့ဟိုကောင်လေးကလည်းတောင်းသားလိုပဲဟုလက်ခုပ်လက်ဝါးတီးကရင်နေသည် အားလုံးတတော်တော်ရင်မောရသည်ရင်မောတန်လေးကြားထဲတွင်ဝေခိရေတန်လေးသည်ဆူရှာရှာနှင့်ဆွဲလဲတန်ပမာတန်ရှိန်မပြတ်ကြံရစ်လေသည်တင်ကြီးကဝေခိအားဆူဆူဆဆိုင်ကြည့်ကခါထောက်လျက်မျက်နှာထင်းတင်းနဲ့နှုတ်ခမ်းဆိုပြီးဟဲ့ကောင်မလင်းခိုးမဖာတဲ့ဟုပပဆက်ဆက်ပြောရင်မျက်ဆောင်ထိုးလိုက်လေသည် ဝေရှင်ကရဲနေရာမှာရုတ်ချစ်အရေရက်ကမျက်နှာညူလျက်ညနေခါပြက်ပြက်နှင်ဖြစ်သွားလေသည် လူတွေရှိအပြောခံရသဖြင့်ရှက်ရှက်နှင့်မျက်နှာကလေးမှာနီးရဲသွားလေသည်ဂျူရိုကဝေခင်အနီသူခက်သက်သက်လျှောက်လာကစင်မကောင်းဖြစ်ပါနဲ့ဟာ तू ကစိတ်မနှံ့တော့လဲတော်ပြောတာမျိုးပြောတာပေါ့တီတူနှစ်သိမ့်လိုက်လေသည်တို့နားလဲပါရဲဟဲဟုဝေခင်ကကောင်းနေကပြောရင်မျက်ရည်များလဲလာသည်တင်ရရတော့မင်းကလေးများကိုလည်းညှိုးထိုးထိုးနဲ့ရန်တွေ့ရင်တရွေးထွေးနေသည် တင်ကြီးအဖော်နဲ့တူတူမိမကြီးတူကချော့မော့ခေါ်တော့မှပါသွားလေသည်ချီပေကတော့ဒီယိုလိုလိုက်ထဲမှာတင်ကြီးကိုချောင်းချင်ရင်မောင်နှမတင်ကြီးဟုတတနေသည်မန်လေးလာရှိုလန်တိုင်းလာရာနိုင်စင်သားတွင်ခိတာနာလိုက်ပြီးမုတ်ဆိုင်ကိုဝင်ကြ၍သူတို့ကအားလုံးကိုနွားနုံနေတယ်များဝဲကြည့်တော့ဝေခင်ကမစားနိုင်တော့ပြီမောလွန်းလွန်းလည်းဖြစ်သည်တနေ့လုံးတိုင်းရင်တွေ့ရင်အဖြေမကတ်ရသေးကြတယ်အဝေးရနဲ့ချီပေတို့ပျောက်ပျောက်သွားလေသည်ဘယ်လစ်ကြသည်မသိဆော့ဆော့ပါပင်ချီပေကဟာ ဒီနေ့လေရေးကောင်ကြီးအစင်မပြေဘူးဟေးတဲ့ပြမန်းနဲ့အမောပြေရေတော်မတော့ခဲ့ရဘူးဝီခင်ကသဘောယိုးနဲ့ရေပဲဘယ်ဝင်တော့တော့ရတာပေါ့ဟုပြောမိသေးသည်ဟာအဲ့ကြီးကဘာလုပ်ဖို့ရောအဝေယာကဆက်ပြဲပြဲနဲ့ပြောနေသည်ဒီတော့မှဝီခင်ကရေးမိတော့သည် ဝိခင်တို့မင်းမျိုးလာရင်ပင်စမနှစ်ကအမတို့ကပြောပြပြီးကျောင်းသားတွေမင်းမျိုးရောက်လျင်အရက်တောက်တက်သည်အေးဒီယာတကြောင်လောက်ကန်ရသည်ဟာဗမန်းဒီယာတကြောင်ညောင်းကျောင်းသားတွေတောက်သည်ကိုဆရာတွေခွန့်လွတ်ကာမတိကျိုးချွန်ပြုသည်ဟုသိရသည်စကိုင်းရောက်ပြီးကျောင်းဘေးရက်တွေတွင်တောက်တော်လဲရန်ကားမှုတော့မရှိပါသို့တော်အရက်တောက်တာတော့ဝိခင်ကမကြအရက်တောက်တာပဲကောင်းမလဲဟုပြောမိသေးသည်ချီပီယာဝိခင်ကနင်မြင့်လက်နဲ့ပြန်ပါလားတို့နေခဲ့အောင်မယ်ဟုချော့လွတ်နေသည်ဟာမပြောင်း တော့မပြန်တတ်ဘူးပြီးတော့တယောက်ထက်လည်းမပြန်ရဲပါဘူးဝီခင်းကလည်းဟာလိမ္မာသားနဲ့ဟာမလိမ္မာဘူးမလိမ္မာဘူးမြောက်နေနဲ့ခင်ဗျားတို့နေရချင်းဂျူတို့နဲ့စိတ်ပီးတို့လိုက်ဖို့ဂျူတို့လိုက်ဖို့လားဟာငါတို့နေရမယ်စိတ်ပီးကဂျူတို့အားလှမ်းပြလိုက်သည်ဂျူတို့လက်ကိုမူချိပေကအတင်းဆွဲထားလေရာဂျူတို့ကဗျမ်းကနေဆောင်ယုံလိုက်ပြီဝီခင်းရောငါလိုက်ဖို့ပြီမယ်ဟေးဟုပြောကမြင်လဲခေါ်လေရဝီခင်းနဲ့အတူစီပီးလိုက်ဖို့လေသည်အဆောင်တို့လာရလမ်းတွင်စစ်လော်ရီကြီးတစ်စင်းနဲ့ဂျုံစာကြီးစုံပြီးကြရင် ကားရဲအကိုတင့်စော်ပါလာသည်ကိုတိုက်ဆိုင်စွာတွေ့လေသည်အကိုဖြစ်သူအမူနှမငယ်ကိုယောက်ျားပြုတ်တူနေမြင်လဲပေါ်မြင်လိုက်ရကလေးကမျက်နှာမကောင်းစစ်ကားပေါ်မှာဆင်းလာပြီငါမေမျိုးရောက်နေတယ်ဟိုတနေ့ရပဲပြောပြီးဂျူရုကိုအကဲခတ်တယ်လို့လှမ်းကြည့်ရင်မျက်နှာထားတင်းနေမယ်ခမရကိုကြုံတွေ့ဘူးသလိုပဲမှတ်နေတာခမရကိုရန်နိုင်မဟုတ်လားလေတန်ကလည်းမာသည်ဂျူရုကအံ့ဩသလိုကြောက်နေရမှာကျွန်တော်ရန်ပိုင်မှာရန်နိုင်ရင်နဲ့ညီအော် ခင်ဗျားတို့ကအမွှားညီကိုပဲကိုရန်နိုင်ပြောပြတယ်ဟုတ်ပါတယ်ဒါကုပဲသွားမလို့လဲဈေးကိုမြေတိုင်းသွားပြီးအဆောင်ပြန်လာတာကိုလေးရဲ့ညိမိတာမဟုတ်ပါဘူးတင့်ကောင်ကအော်လိုက်သည်ဂျူရူကအေးစေးစေးပင်ပြန်လာတော့အကြောင်းကိုပြပြနေသည်ကျွန်တော်တို့အုပ်ထဲမှာဝီကင်တယောက်တည်းမင်းကလေးလေးအဲ့နဲကျွန်တော်မိတ်ဆွေတွေဟိုလူတွေရွှေရှင်ကြီးမလို့တဲ့ဝေခင်တယောက်တည်းပြန်လွတ်တယ်ဝေခင်ကတော့လည်းမပြန်ရဲဘူးဆိုလို့ကျွန်တော်ကလိုက်ပို့ပေးရတာဂျူရူကပြပြလေးလေးရှင်းပြနေသည်သူမိတ်ဆွေများအရက်တော့ကြပြီဆိုသည့်အစာ ုတ်ရှင်ကြည့်မည်ဟုအဆင်ပြေသလိုပြောလိုက်ရသည်တင်းစော်ကနှုတ်ခမ်းတောင်းဆုံးကွေးရဲဆိုယုံပဲပြုံးနေရကျုပ်ကဘုသူစကားမှတော့လွယ်တကူမယုံတတ်ဘူးဒါပေမဲ့ခင်ဗျားတို့ညီကိုကြည့်ရတာဟော်ရမ်းတဲ့အတွက်မရှိဘူးဒီတော့ကျုပ်ယုံလိုက်မယ်ကျုပ်နှမောင်ခင်ဗျားနှမတို့ပဲစောင့်ရှောက်ပါဒါပဲဒုံတိစကားနဲ့ခက်ပြက်ပြက်ပြောရင်ထွက်ခွာသွားလေသည်ဝေခင်အားနှုတ်ဆက်မသွားကားထွက်သွား၍ဝေခင်အားလက်ပြနှုတ်ဆက်လိုက်သည့်အခါလဲတင့်စော်ကလှည့်မကြည့်တော့ညနေသားတင်းတင်းနဲ့ကားရှိဘက်သို့လှည့်နေသည်ဝေခင်ကဝမ်းနဲ့ပန်းတဲ့နဲ့ ဒီနေ့ကိုတို့ကကံအောင်ဆိုတာပြောရင်းဆိုရင်မျက်ရည်များဝေ့လာသည်ဂျူရူကသူ့ရဲ့အင်ကြီးအိထဲမှာလက်ကင်ဘွားကိုထုတ်ခါဝေခင်ကကမ်းပြလိုက်သည်ဝေခင်ကဂျူရူပေးသောလက်ကင်ဘွားကိုယူပြီးမျက်လုံးထောင်ကိုသာအသာတို့ရင်ဒီနေ့ပြတရားမလုပ်ဘူးနတ်ကအယူမဆဲကိုကိုလေးကလည်းအထင်လွဲတယ်အပြစ်မလုပ်ဘဲအပြစ်လိုခံရအဆိုးဆုံးပဲပြောရင်းရေကရေရင်မျက်ရည်များအန်ကြလာသဖြင့်ဂျူရူပေးထားသောလက်ကင်ဘွားနဲ့တုတ်ရပြန်သည် ကျတို့ကအဆင်မကောင်းဖြစ်ုံမှာအပဘာမှမတတ်နိုင်ဘူး။ကိုလေးနှမဒီလောက်မိုက်မဲမဲထင်သလား။အလုတ်လုတ်တဲ့အချိန်တွေမှာဒါတွေစိတ်ကူကိုအဝေးအမေကိုလှုပ်ကြွေးဦးမှာ။ဝေခရကစိတ်ထဲမချခနာတွေးလေရှိပြီးကိုလေးတန်တရာရှင်းစီရန်ဘယ်လိုလုပ်ရမည်ကြံနေစေမင်းမျိုးစကားထွက်ခြင်းကအကုန်ဆုံးလူလူဖြစ်လာခဲ့လေသည်။တကယ်တော့အကိုပြောသလိုပင်စစ်သားတို့နေရာအတိတကျမရှိ။အကိုတင်းစော်အကြောင်းမင်းမျိုးစစ်တပ်ကိုစုံစမ်းတော့မရှိတော့။ရှမ်းပြည်မြောက်ပိုင်းသို့ပြန်တက်သွားပြီဟုသိရလေသည်။ မင်းမျိုးတို့ဘာကိစ္စနဲ့လာသည်မသိဘာဆိုဘာမှမသိမမရရဧပြီလ28ရက်နေ့ဒီနေ့လုံကုံဆုံးပြီးနောက်ကိုရထာနေတို့ပြန်ရန်ပစ္စည်းများကိုပင်တင်တန်သလောက်တင်းမိနေပြီ28ရက်နေ့ညနေဆောင်လာတဲ့နဲ့နှုတ်ဆက်ပွဲအနေနဲ့စကမ်းပြီးပုံပွဲ camp fire အတွက်ပြင်ဆင်ကြတော့သည်ရေချိုးပြီးဝစ်စားသူဝစ်စားကြစရုံးထုံးလို့ထုံးကြအဝေးစားတက်တက်ရေဝစ်ဆင်ကြပြီးအတော်မှောင်းမှအောက်ကိုဆင်းကြသည်အောက်သို့မဆင်းလို့ရလည်းမရဘူး ဂျူရိုတို့လူသားကတစ်ချိန်လုံးအပေါ်အဆောင်တို့ဂဲတဲ့တဲ့နဲ့လှမ်းတို့ဟာခေါ်နေသည်တို့လာပါပြီဟာဟုတိုင်တိုင်ကစိတ်မရှိတဲ့နဲ့ပြန်អော်လိုက်ရသည် အမောင်ပြိုးသည်နဲ့ဘောလုံးဝဲအလဲတွင်ထင်းစည်းတွေရောက်နေပြီမိငွေပြီမိနေနဲ့ဆွဲလာတော့မှဝေခင်တို့မိန်းကလေးအုပ်သွားကြသည်မိဘုံမြောက်ဖက်တွင်မိန်းကလေးတွေစုထိုင်နေကြသည်မိတော့အရှိန်ကတစားတစားပြင်းလာသည်မိဘရောင်သည်ပတ်ဝန်းကျင်တွင်ဖြာ၍လင်းကငနများကိုမိအရှိန်ထိုးလျက်မိအရောင်နဲ့ဝင်းနေသည် ဟိုလိုဒီလိုဆောင်ပြီးလူစုံချင်းလောက်တွင်စကမ်းမိပုံပွဲစတော့သည်ဒီပွဲကတော့ဆရာတစ်ပည့်အားလုံးစစ်စစ်ယုံယုံဆုံဆုံလင်းလင်းတက်မြဲပင်အဝေယာကအစီအစဉ်များကိုကျင်းညာသည်ပွဲဥရဲ့အပွင့်အနေနဲ့ကဂျူရိုကခေတာတီးလျက်စိတ်ပရိယာဦးဆောင်ကចောင်းသားလေးငါယောက်ကမြကျွန်းညူတက်ကတူတချင်းကိုဝိုင်းဖွဲ့သည်ဆိုကြသည်တိုက်ထားလို့လားမသိတချင်းနဲ့တီတုံးအန်ကဆိုတဲ့လူတွေကလည်းညီသည်ဒီနောက်အဝေယာနဲ့ကိုပြေတို့အုပ်စုတစုဖွဲ့လျက်တန့်ချက်သဘောမျိုးအတိုင်းဖောက်လုပ်ကြသည်ကြည့်ရှိတဲ့သူတွေဒုံနေဆုံးမှမြည် ဒုက္ခောက်ခဲဒုက္ခောက်ခဲဟုညာတန်ပေးဆိုကြသည်အဝေရိုဝမ်းနှင့်အဝါရီဝင်နေသည်ဖြင့်ဒုက္ခောက်ခဲဆိုကအစုံမြစ်တာပို့ကြသည်ចောင်းသားတွေကဖရီရိုက်သူမိန်းကလေးတွေကိုအခုအညီလွန်သူချစ်ကံသူတွေကိုလည်းဒုက္ခောက်ခိုင်းသည်အချင်းညစ်တွေချစ်ကံကြတော့ဒုက္ခောက်ခဲဒုက္ခောက်ခဲကောင်မလေးကိုချစ်ဟန်ကြတော့ဒုက္ခောက်ခဲဒုက္ခောက်ခဲခမင်းစားဆောင်ဦးလေးကြီးရေဒုက္ခောက်ခဲဒုက္ခောက်ခဲ เจ้าหนูတွေကိုအသားပို့ကျွန်တော်တို့တွေအယိုးမြို့ရဒုက္ခောက်ခဲဒုက္ခောက်ခဲအဝေယာကတိုင်ပေးကကျန်လူတွေကဒုက္ခောက်ခဲဩရသည်ဘယ်သူကိုမှအလွတ်မပေးဒုက္ခောက်ခဲခိုင်းတော်သည်ဇာရီနဲ့ကြတော့တမျိုးခနဲ့သည်နေမအိမ်ညာမအိမ်ခိုင်းငယ်ဇာရီပူဇော်ပါရဲ့ပူဇော်ပါရဲ့အသားလေးညို့သွားပြီဆရာကြီးပူဇော်ပါရဲ့ပူဇော်ပါရဲ့ထို့နောက်စုကန်းတင်းကန်းတွေအလှန်နဲ့အသုံးတော်ခံသည် ။အိုရာကအကြောင်းသွားပေါ်ဆိုရင်ကိုေးနေအောင်ကပြသည်။ကိုပြဲကတပင်နိုင်မင်းသားကြီးဆိုရင်ကိုကလေးရိန်းထိုးကနှုတ်ရှာလေးကျင်လာပြီ။စေပတီကပစိုးကိုထမင်းကဲသို့ပတ်ဝစ်ခါမခိုးရီအမူရာကလေးနဲ့မေးကိုလက်ညှိုးနှင်းထောက်ပြီးသူကိုကြည့်ရင်မခုတ်တက်တဲ့ကြောင်းဟုအတန်သေးအတန်ကြောင်းနဲ့ဆိုနေရာတအုံးအုံးပွဲကြနေကြပြန်သည်ခြေပင်နေဘဲဦးကတစ်စက္ကန့်ထသည်ညိုင်းခနှစ်ပါးသွားတယ်ဘဲဦးကမင်းမြင့်ဖြစ်ကသည်မူတွေအခရာတွေ ခြေဆောက်နာတွေနှုတ်ခမ်းဆူတာတွေစုံလို့ပဲချီးပရလဲသူ့ရဲ့အရှိကြီးကလန်ကလားနဲ့ကတည်နှစ်ယောက်သားကကကြိုးအစုံတွင်ချီးပေဒူးပေါ်ဘဲဟုကသူ့ကိုပြစ်လဲလိုက်ပြီးချီးပရဘဲဟုကိုအဟုတ်တကယ်နမ်းလိုက်သဖြင့်အားလုံးလက်ခုပ်လက်ဝါးတိကြသည်ဂျူရောကခင်မောင်ချစ်ကိုကတအတိခိုင်းကနန်းနာရက်တောင်မောင်းလက်ဆောင်သခြင်းကိုကြာကြာနာနာတီဆိုလေသည်ဂျူရောမျက်နှာမှာနေရဲလျံမျက်လုံးများမီးကနှုတ်ခမ်းများလဲတွဲစင်နေပြီမူးနေတော့လဲဟန်မပြက်လှမျက်နှာသားကသူ့ထုံစံအတိုင်းချို့ပြုံးလျက် စီဝါနဲ့အန်ကြဆူနေသည်ဘသူ့ဘို့လဲဟုတောင်းတောင်းမှចောင်းသားတစုဟာអော်သည် သူ့ဘို့လေသူ့ဘို့ဟုចန်တစုဟာဖြေသည်ဂီတာအတော်တီလုံးတီးစဲတွင်ချီပေကငါကတော့အမိုက်ခေါ်လက်ဆောင်ပေးမယ်ဟေးဟုអော်နေသည်အမိုက်ခေါ်ဘာလို့ဘို့လဲဟုတယောက်ကမေးသည်ချီပေကတော့မရတဲ့ဟာတွေကိုကြုံပြီးအမိုက်ပုံနဲ့ပြစ်ထဲမလို့အားလုံးတတော်တော်ရေမောကြသည်နန္ဒာရဲ့တောင်တချင်းပြီးဟူဝါဟူဝါနဲ့ဆူညံလာကြပြန်သည်တောင်တစ်ခုမှတယောက်က ီးတွေအားနဲ့နေပြီးမိလာထိုးကြပါဗျို့လှမ်းអော်သည်မြို့သမီးတွေမြို့သမီးတွေပွဲတောင်းသူကပွဲတောင်းကြသည်ဆရာတွေရောចောင်းသားတွေရောចាញ់ញိုင်းနေမိအောင်လို့အမိကိုထုတ်ဖို့ကခိုင်းနေတဲ့ဖြင့်မတက်တာတော့ပဲနှစ်ယောက်သားလက်ပံဝင်းောက်အရောက်လာမယ်ကိုဆိုကြသည်တယောက်တစ်ပေါက်အတန်မြင့်တဲ့ဖြင့်ရေရသေးသည်ဝေခင်ဆိုပါဗျို့ဟုပွဲတောင်းမြန်တော့ဝေခင်ကတော့တော့မှမလုပ်ထိုင်နေရမှမရွေးခုချိန်မှစပြီးမဝေခင်သခင်ဆိုပါလိမ့်မယ်ဟုဂျူတို့ကကြင်ညာလိုက်တယ်နဲ့အားလုံးလက်ခုပ်လက်ဝါးတိကြသည် ဝေခင်မင်းင်းသာတော့ကြောင်တက်တက်နှင်ထရာကဗုဒ္ဓလောကံတခြင်းကိုသိဆိုလေသည်ဂျူရူကဝေခင်ရှိတဲ့ထဲမှာထိုင်ကဂီတာနဲ့ဘေ့စ်လိုက်ရင်ဝေခင်ဟာငေးကြည့်နေသည်ဝေခင်ဟာတခြင်းကိုတပိုင်းတစရံမဲ့ရောက်ခါတော်ပြီဒါပဲရတယ်ဟုဆိုပြီးသူ့နေရာသို့ပြန်ထိုင်လေသည်ထို့နောက်ဆရာတို့လှည့်ပြို့ဆရာတွေဆရာတွေဆရာတွေတောင်းသားဆန္ဒလာရောပါတို့တယောက်တစ်ပါးဝိုင်းဝန်းတိုက်တွန်းကြစေကြီးပင်နေဝေရာတို့ကဆရာဦးမြတ်ဆွေကိုအတင်းဆွဲခေါ်လာကြသည်ဆရာကပြုံးပြုံးရေရေပင် ဟာဆိုပြရမှာပေါ့ဒါလောက်ပွဲတောင်မှမလိုပါဘူးဆရာဆိုပြပါမယ်ဟုလိုက်လိုက်ရောရောပြောပြီးနောက်ခဏလေးဆရာချမ်းလို့ကိုရင်းကြီးတော်ဝဲအောင်မယ်ဆိုကမလိန်တပန်နဲ့လစ်ပြေးလေသည်ထိုခိုက်ဆရာတွေလည်းတယောက်ပြီးတယောက်မောင်းနေပျောက်ပျောက်သွားတော့သည်ဘဲဦးကဆရာတွေပြေးကုန်ပြီမရှိတော့ဘူးဟေးဟုအော်လိုက်သည်ဆရာတွေမရှိလေတို့လည်းပေါ့သူ့အလဲတပြားခန်းမှာအစိုးကျော်ကိုချီးပေကတင်းညိုင်မျက်ဆောင်ထိုးတဲ့ချင်းနဲ့ကာလနာတိုက်ပါလိမ့်မယ်ခမရအဝေရာကအကျညာလိုက်ရာတတော်တော်ရေစားပြန်သည် ဒီတော့စိတ်ပရိယာခဲပေးပါတိုက်ဆောက်မယ်တခြင်းပါကွာဟုဝင်ပြောစေဘဲဦးဟာကိုပြဲကိုအတင်းတွန့်ထုတ်ကညမအတန်အတန်တွေစစ်စစ်ပြီးမှကာလနာတိုက်တဲ့အတန်ကြီးနဲ့ကိုပြဲကဆိုးပြပါလိမ့်မယ်ကိုပြဲကဘဲဦးကြီးခေါင်းပုတ်လိုက်ပြီးဘဲဦးရဲ့လက်ကုပ်ကိုလှမ်းကင်ဆွဲကုပ်လာကဇလန်းစစ်စစ်ပြီးရုပ်ရှင်ရဲခွင်ရတယ်ကာလနာတိုက်ရုပ်ရှင်ဇလန်းတစ်ခုကဇက်လိုက်ကိုပဲဦးခမအကယ်ဒမီအိုက်ဒီနဲ့အစွမ်းကုန်စူးစမ်းပြပါဦးမိဘုံရှိမှကိုရုတ်ကာရတွေကာကြခုံးကြပြန်သည်ဒီရေတွေဆိုတော့အပူပင်တိတ်မရှိလား ပြည်ဦးလင်မြိုင်တိုင်းစခန်းမှာနောက်ဆုံးနှုတ်ဆက်ပွဲပြီပဲအစွမ်းကုန်ကျဲကြတော့သည်သို့ပေမဲ့လည်းညီကိုမောင်နှမတွေဘမတရင်တနေနေလာကြပြီမှာတယောက်နဲ့တယောက်ခွဲခွာရတော့မည်ဆိုတော့ဘယ်သူမှစိတ်မကောင်းနိုင်ညထင်းထဲလို့မလောက်နိုင်မိတွေလည်းတော်ကုန်ခဲ့ပြီတစားတစားမိသေးလူလူဖြစ်လာသည် ဝေခင်ရအချင်းစင်းနဲ့မျက်စိမေးလာတော့မှနာရီကြည့်လိုက်ရညသကောင်ရှိလို့ပြီမင်းကလေးတွေလည်းအဆောင်ပေါ်တက်ရန်အသေးသေးထပြန်ကြသည် ဝေခင်နဲ့ကြံ့ကြံ့တို့နောက်သို့ဂျူရိုကပြေးလွလိုက်ခဲ့သည်ဒီတော့ဝေခင်ကရိပ်မိသည့်ရှိပြီးဂျူရိုမူရပြက်နေသည်မှခုမှမဟုတ်ဂျူရိုကိုဝေခင်သွားလိုက်ရရင်ဆုံရတဲ့တော်ကြောင့်ကြံ့ကြံ့နဲ့မရောပါပဲဂျူရိုရဲကယောဂသဲနေပြီးစေချမ်းတိုက်အောင်ဟုနောက်ထပ်ပြန်တက်သည်ဝေခင်လည်းဂျူရိုကိုမြင်ရသည်နှင့်ရင်းနဲ့ထိတ်ခနဲဖူသွားပြန်သည်ရှင်ခုံသည်ဆိုတာဒါပဲလား ရင်ခုန်နေဆိုတာရောချစ်ချင်းရဲ့ချက်ပြမီလားဝေခင်မတွေးတဲ့တွေးလည်းမတွေးခြင်းမတွေးနိုင်တွေးနိုင်ရင်ခြေနေမရှိသူကြောင့်အေးဆက်တော့လန်းနေကြမ်းကြမ်းလက်ကိုဆွဲကင်ထားမိသည်ကြောက်အောင်မယ်မမြရည်ဆိုတော့ဆရာတော်ရာဆွေလေးတိုင်းဂျူရိုကဝေခင်ကိုခေါ်တတ်သည်စကြင်နောက်ချင်လည်းဒီလိုခေါ်သည်အလုတ်ကိစ္စတိုင်းမင်းရင်လည်းခေါ်သည်ယခုတော့ပြောစရာရှိခေါ်ပြန်သည်မီးအောင်ကွယ်ပြန်တော့ဂျူရိုမျက်နှာကိုကြံအောင် အောက်တွင်ဖြူဖြော့စွာမြင်ရသည်။အေးချမ်းသောညတွင်ပင်နှစ်ဖူးတွင်ချွေးပေါက်များသေးနေသည် တွဲအောင်မယ်ဆိုလို့ပြောချင်တာတွေကတော့အများကြီးပဲဘာစာပြောလို့ရမှန်းတာမသိတာခက်တာပြီးတော့ကြံ့ကြံ့ရေးနှလုံးသားရဲ့လှည့်ဝက်အစီရင်ခံစားဆိုတာကြံ့ကြံ့ရစစ်ကူတောင်းနေသည်ဝေခင်ကလည်းအတင်းဆွဲထားသဖြင့်ကြံ့ကြံ့ကဘာလုပ်ရမယ်မသိနောက်တော့ဝေခင်ကစဉ်းစားပြီးတို့တငယ်ချင်းတို့တစ္ဆာရှိရှိပေါင်းပါဟဲ့ဟုသတိပေးလိုက်သည်သုံးယောက်သားလမ်းတွဲလျှောက်လာတော့ကြံ့ကြံ့ကမလှမ်းမကန့်ရပြန်လိုက်လာသည်တစ္ဆာတရားပါပဲဝေခင်ကတစ္ဆာတရားငါ့မှာရှိပါတယ် တငယ်ချင်းလိုနေရဆိုလိုက်ရင်ငါရဲ့ရာသက်ပံတငယ်ချင်းပေါ့တို့ဒီလိုတမျိုးစိတ်မကူပါနဲ့စိတ်ကကူးပြီးပြီဟာမရတော့ဘူးပြန်မနှုတ်နိုင်ဘူးအဲ့လိုတို့ရိုးရိုးမပေါင်းတင်နိုင်ရင်တော့ပေါင်းတင်ဖြက်ဒါပဲဒီနေ့ကစားပြီးတို့နဲ့ကျူတို့မသိတော့ဘူးမခေါ်တော့ဘူးနှုတ်မဆက်တော့ဘူးဝေခင်ကခက်ပြက်ပြက်ပင်ပြောမိသည်ဒီတော့ကျူတို့ကဝေခင်ကတွေ့တွေ့ကြီးဆိုင်ကြည့်နေထိုးနောက်မောင်ရဲ့တယ်မှာဝေခင်မျက်နှာလေးကိုလက်နှစ်တံမင်းနဲ့ထိုးကထိုးကကြည့်ရင်ဒီလိုတော့မပြောပါနဲ့ဟာ ဝေခင်ကမျက်နှာကိုတစ်ဖက်သို့လှဲကာခေါင်းကိုခါရမ်းလျက်တကယ်ပါပဲချူလို့ရဲ့သိစိတ်ပြတ်တာပဲတလာလုံးလုံးတို့နှမလေးလိုဆောင်းလျှောက်လာပြီးမှဆင်ပြောင်းကြီးအမိကြမှာမတစ်စင်နဲ့တို့ကိုဆောင်းလျှောက်လာခဲ့တဲ့ကျေးဇူးတွေကိုဘယ်လိုဆက်ရမလဲမသိဘူးအစားကတော့ယိုယိုနောက်တော့တမျိုးမဆိုးချင်ပါနဲ့တို့လည်းဆိတ်ရှုပ်တယ်ဟဲ့တို့တနိုင်ဒီစကားကိုဒီရင်မဲ့ရတ်တော့ဒီတကားဂျူရိုငိုင်လေးပြီနည်းနည်းထွေနေပြီမဲ့သတိတော်ကောင်းနေ ဘေဟင်ပြောတာတွေ तू ကအားလုံးသိနေသည်ဝိခင်ကစကားတက်သည် तू ဘယ်လိုပြောရမည်မသိဒီတော့ဂျူတို့ကအရှိန်ယူကရင်မောလိုက်သည်နောက်လက်နှစ်ဖက်မြှောက်လိုက်သည်ရှုံးပစ်လိုက်ပြီဆိုသည့်သဘောတကယ်တော့ဝိခင်ကအတမင်သက်သက်အနိုင်ယူသည်မဟုတ်ဝိခင်မှာအတနာခံနေရခြင်းသာဖြစ်လေသည်တနာစရာဘဝနှင့်ဝိခင်ဝိခင်သည်တနာစရာမင်းကလေးသာဖြစ်လေသည်ယခုလည်းတနေ့တည်းမင်းနဲ့ထိုးရင်းမြင်ရတော့ဝိခိညနာလေးမှာညှိုးငယ်လေးရဲ့မျက်လုံးတော့လည်းမျက်ရည်စားများရစ်လျော်ဝိုင်းနေသည် ဝေခင်အားလမ်းခွဲပြန်လာတော့ဂျူရူသည် ဝေခင်အတွက်ချစ်သေးတီဖွဲ့မြေစာဂယုနာသေးတာတီမိသည်ဒါကတော့ဝေခင်အတွက်ဝေခင်တို့ပြင်စမနှစ်တို့ရောက်တော့ဂျီဆောင်တို့ပြောင်းလာရသည်ဂျူရူတို့နှင့်မောင်နှမဆောင်ဖြစ်လေသည်ဒီဆောင်များသည်တဲ့လည်းမတဲ့တကြီးကြီးရန်ဖြစ်ကြသည်တန်ရောစင်လည်းဖြစ်ကြသည်ဘောလုံးမဲတွေပါတွေမှာတော့တည်တာသည်စားကြရတွေစုံစုံနဲ့နှမငင်များတဖွဲ့အပိတ်ကြသည်ဂျီဆောင်ရှိရင်ဘောလုံးဝင်းရှိသည် ဘောလုံးလာလေးကျင်လျင်ကြီးဆောင်ရှိပရောက်ပင်ပြိုအောက်တွင်ထွက်ရက်ကစုစကားပြောကြသောအကြောင်းသူတွေစီဘောလုံးတမင်ရောက်အောင်ကန့်လွတ်သည်အကြောင်းသူတရားရောက်မှန်လျင်ရန်ဖြစ်ကြသည်ထို့ပြင်မင်းကလေးအဆောင်ဝင်းနှင့်တမင်လိုက်ကန်ပြီးမနှူးမနှက်အကြောင်းသားတစ်ကလေးများကိုမြှောက်ပင်ကောက်ခိုင်းပြီးလက်ခုပ်ဝါးပါပေးကြသည်အိယာမသူရဲကောင်းကြီးတဲ့ကြီးဆောင်အေကန်းဆောင်ကတတိတခြားဇရက်တွေဖုန်ကြီးကျောင်းတွေအမိုးတွေလိုအချွန်တက်တွေနဲ့ကြီးရှင်စရာကကြီးဟောခဲ့ကန်ဟုကျောင်းသားတို့စာချိုးကြသည် ဂျူရိုရိုလူတိုက်ကဂျီဟောအေဂန်ကိုတုတ်တန်စီရဲ့ဟူမခန့်ကြီးအောင်ခေါ်ကြသည်ဂျူရိုဝေခင်းစီလာလဲလျင်တော့ဘယ်တော့မှအေဂန်နဲ့သွားမထိုင်ဘရောက်ပင်ရောက်တွင်မူတုမတက်စကားပြောမြဲတာပြီးတော့ဝေခင်းပြောသလိုပင်ဂျူရိုဒီဝေခင်းကိုဆန်းဆန်းပြပြစကားတွေဆက်မပြောတော့မပြောမိအောင်သူ့စိတ်ကိုသူချုပ်လိုက်သည်သူ့ဝိမဲတန်ရောစင်ကတော့ပူညစ်တွေသည်ဘ ਹੁ ထမင်းစားဆောင်မှာအင်္ဂလိပ်စလုံးယူပုံတဲ့အလဲတွင်မင်းကလေးထမင်းစားကန်ဘေးနှစ်ဖက်ကចောင်းသားများအတွက်အခန်းထမင်းစားကန်အတွင်းနေတော့တယောက်ကိုတယောက်ထမင်းလာစားကြစေနိုင်မြင်တွေ့ရသည် ော်ရင်းဆိုရင်တော့မိုးရေသေးသေးကြတဲ့ပြည်လွှားကလာစားကြရသည်သူသည်ဖြင့်ကြီးဆောင်နှင့်သမင်းသားဆောင်ကတော့လှမ်းသည်တခါတလေဖြက်လန်းကမြတ်တော်တွေဖြက်လာရပြီဆိုလျင်ကျောင်းသူများကိုကြွတွေသည်ဖြင့်အလန့်တကြားဩဇာဟိကြငိုကြရသည်ဟိုးတလောအပင်ကြွတွေခံရသောမိန်းကလေးတယောက်အောင်ကိုနေတန်ကြသည်ဖြင့်ဝေခင်အတန်မှတ်၍ပြေးကြည့်မိသေးသည်နောက်မှဝေခင်မဟုတ်မှန်းသိရသည်ဖြင့်အသာလှည့်ပြန်ခဲ့သည်ဒီအကြောင်းကိုဝေခင်ကိုတွေ့၍ပြောပြတော့ဝေခင်ကရေလျက်တို့ကတော်သူပဲဟဲ့ဟုပြောသေးသည် မိုးရင်းစင်းညံတခြားလျှောက်လာပြန်တော့လဲမွေးရီတွေပတ်သဖြင့်တံပင်တည်းကချောနေတာကြောင့်မကြာခဏချောလဲကြသည်တို့ကြောင့်ခေဆန်ဆန်အလားပါတယ်မမှန်မောနိုင်တော့ပဲပလတ်စတစ်ဖက်အမားများကိုသာတခွက်ခွက်အတံမြောင်ဆီးကြရသည်ဝေစားတွေကလည်းမွေးရီကံအပေါ်စားဥပဒါဝတ်ကြသည်အလားပြင်းခြင်းစိတ်သိမရှိသဖြင့်ချစ်တယ်လို့ခေါင်းတို့ဘီစပန်နဲ့သာပတ်သွားကြရလိမ့်သည်တို့ကြောင့်ဂျီဟောသူတွေပုံမလာဘူးဟုចောင်းသားတွေကဆားကြနောက်ကြသည်အဖွားဟုဆောင်ဟုလည်းကြိကြသည် နှစ်ပတ်လဲထမင်းချပွဲမောင်ရင်းသမားဒုပတ်ဝိုင်းများတွင်လဲចောင်းသားများကမာလာအင်းအားပြေးလို့ရှားជីဟောသူဟာအကြီးတန်မှုជីဟောသူတို့လှလိုက်တာညညသူငါတောထွက်ခြင်းရဲ့ဆိုကြတော့ចောင်းသူကိုခေါင်းဆောင်ကလဲအောက်ပါအတိုင်းတောထွက်ခြင်းနဲ့ဆက်မှုမောင်ជីဟောဆောင်ကအမျှအမျှစားကြံလှတဲ့စပြစ်ချူလှမ်းမမီတယ်လို့ခြင်ကြတာပေါ့ခြေပပြန်နီထို့နောက်ချင်းယုံမကတဲ့စပြစ်တီးရဲ့ပုတ်ပွနေတယ် sorry sorry ရောင်းမစွန်လို့ပုတ်တိုးတာတွန်ပြစ်ရမှာ သူတို့မသိပုတ်တယ်ဆိုပြီးလိုချင်ပြန်ညှော်တေးတန်နေကြားလို့မစုံအလှကျွေတဲ့ညီမငယ်တွေဒီလူတွေကိုရှောင်ညရှားကြစသည်ဖြင့်အတိုင်းဖောက်ကြရင်ပွဲကြကြလေပြန်သည်ဝခင်ဖို့ကတော့ဂျီရောဆောင်နဲ့နေရသမျှအချိန်တွေမှာလွမ်းတာစရာတွေနှင်ပြည့်နှက်နေသည်မိအောင်ကလည်းအဆောင်ရောက်လာသဖြင့်နှစ်ကိုယ်တစ်စီခင်မြင်တွေ့တာကြပြန်သည်သုံးယောက်တခန်းမို့ကြိုင်ကြိုင်ဝခင်နဲ့အခြားသောသူတယောက်ကတခန်းမိအောင်နှင့်မင်းကလေးနှစ်ယောက်ကတခန်း ဒုတိယရက်တွင် အခန်းတစ်ဆက်တည်းရှိသဖြင့်6ရောက်သာပူရဲမိကြသည်ခန်းတွေအားကျဲလဲကျဲပြီးအခန်းအနားရေချိုးကန်အင်အားနှင့်တွဲထားသဖြင့်နေရထိုင်ရတာတတ်တောင့်တတရှိလေသည်ရန်နာနှင့်ဗရင်မောက်တို့မှလေတခုဝင်နေသည်ဂျီယော၏အရေးအာဝါဒအေဂျင်စီဟုဝေခင်ထင်လေသည်ဘာသာရေးကမ်းခြမ်းသူများသောကြောင့်မျက်နှာတွေအားကြည်ကြည်လင်လင်ချမ်းချမ်းမြေ့မြေ့ပင် ဘာသာတရားကိုတကယ်လိုက်စားမိ၍နက်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 တွေးတော့ဆင်ခြင်လာပြီဆိုရင်လည်းနှလုံးသားရောဂါဖြူစင်တာကိုဖြူစင်ကြည်လင်သောအရာကမျက်နှာကိုလာဟက်လေးရှိသည်တို့ကြောင့်မင်းကလေးများကြည်ရသည်မှအေးအေးချမ်းချမ်းရှိသည်ဟုထင်ရလေသည်စားကြည့်စပွဲတွင်ဖန်ခွန်းနှင့်စီစွားပန်းများကိုစိုက်ကာဖျားကိုပန်းကက်လေးရှိပြီးကိုလင်းပါရာဘူးပေါ်ဖျားနိုင်ဆိုင်လျက်စီမီပူဇော်သည်မှလည်းအလေးအကျင့်လိုပင်သည်တာယာကျင်တို့စရာကောင်းဆုံးအချိန်ကအဖေဦးဘုံနှင့်အခါကြီးနေကြီးများတွင်ညအချိန်စားကြည့်ခန်း၌ဝှိရွတ်တော်အချိန်မင်းသည် င်္ဂလာရှိသည်ဟုလည်းထင်မိသည်ထို့ပြင်ပညာဘုဒ္ဓတကိုလေ့လာရှာမိခြင်းအတ္တမေးဝမ်းကြောင်းအတ္တကိုသင်ကြားခြင်းလူချင်းဝေပြုမှုများကိုစီးပူးခြင်းနှုတ်ချိုခြင်းဤတရားများသည်မြင့်မြတ်သောမင်္ဂလာမည်၏ဟုဖျားဟောလဲရှိခဲ့ရာဖျားဟောနှင့်ညီကျင့်ညာသည်ဟုဝေခင်အားသူပါသူကျင့်တဲ့နေရာလေသည်ဂျူရိုကမူဝေခင်တို့အားဖားတီလာရေဟုကမွန်းတတ်တတ်သည်ဂျူရိုဆို၍ဂျူရိုသည်သူ့ကိုယ်သူအတော်ထိန်သိမ့်နိုင်မည်ဖြစ်သည်အမူအရာတွေကလည်းပုံမှန်မူမှန်ပဲ။ ဝေခင်ဟာမိတ်ဆွေရင်တငယ်ချင်းပမာအနီးကပ်ပေါင်းလဲရိုးဖြောင်သောစိတ်ကိုထားလေသည်တငယ်ချင်းရေဟုဝေခင်ကိုခေါ်ရသည်ယခုတလောဝေခင်ကိုစကားပြောလျင်တငယ်ချင်းတငယ်ချင်းဟုခေါ်ပြီးတငယ်ချင်းချင်းမိုးမွန်အောင်ထည့်ပြောနေရသည်ဂျန်ချင်ကတော့ယုံကြည်မရှိဂျူရိုဟန်ဆောင်နေသည်ဟုထင်လေသည်ဂျန်ချင်ကဝေခင်နှင့်ဂျူရိုကိုသဘောတူနေသည်ထို့ကြောင့်နန်းနာရဲ့တောင်သင်းဆူအပြီးဝေခင်ကဆတတ်သည် ကိုချရာသူအတွက်ရဲ့ယူရမြန်တို့တံမိုးထားကကွယ်မောင်လက်ဆောင်မွန်ရဲ့ချစ်သူအတွက်သာစေတနာရေးကျွဲဝိခင်ရစိတ်မဆိုးနိုင်မျက်နှာညိုလျက်ခေါင်းကိုခါရန်ကရှိခွင့်ရင်စကားတော့မရှိဘူးရွှေချိုင်ဟေးတို့အချိန်နေနဲ့အိမ်မလာလာမနိုင်ပါမလားဟဲ့မြစ်တာလမ်းမြောင်လေးမှာလက်တွဲစကားပြောနိုင်ပါအောင်မလားခေတော့မှာစင်ကြီးတန်းကစားရမလားပရောက်ခတ်တီစားဦးကြတဲ့ညက်ပြီးတယောက်တယောက်ကန့်လှန့်နေရမလားပြောရင်ရင်မိသေးသည်ချန်ချိုင်က ချိုးချိုးတနာပါရဟဲဟုဆိုလိုက်လျင်ကိုကိုယင်တနာရအောင်မဲဟေးဟုကြံပြောလေးရှိလေသည်အပင်နာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင် အပိုင်း၁၁ကိုလည်းဆက်လက်ဆောင်ရွက်နာဆင်ပေးပါအောင်နော်